ယဟန်တော်တာမဏေများထံမတောင်းကောင်းသည်ကို မတောင်းမိရန်တက္ကရကမများသည် အကြောင်းအားလျော်စွာဘုန်းကြီးအကြောင်းများသို့သွားကြ၏ထို့သို့သွားကြရာမှကျောင်းဝင်းအတွင်တီးပွင့်နေသောတက်သီးများပန်းများကို တွေ့မြင်ကြရ၏ထို့သို့တွေ့မြင်ကြရာမှတက်သီးများပန်းများတက်ရွင်များကိုယဟန်တာမဏေများအားတောင်းတကြပါသည်ယဟန်တော်တာမဏေများသည် အနိုင်ငယ်သောချွင်းချက်မှလွဲ၍တကားတကမများအားပန်းတည်သည်တက်ရွယ်များကို မပေးကောင်းပါတကားတကမများကရဟန်းတော်တာမဏေများထံမတောင်းကောင်းရဟန်းတော်တာမဏေများကလည်းမပေးကောင်းသောပစ္စည်းများမှာ1ပန်း2တည်သည်တက်ရွယ်3ရေကျိုးဆက်ပြာမှုန့်ဆက်ပြာကဲ4မြေညက်သဲဆက်ပြာ5ဝါ တဲ့အိမ်စားတွေဆောက်ရန်6တပူကလားနဲ့ပုံနာလူမျိုးများယခုခေတ်အထိတပူသွားတိုက်တော့ကိုတုံးရသည်9ဖော်ပြပါပစ္စည်းများကိုတကားတကမများက တောင်းသောအခါရန်တော်တမန်တွေများသည်တင်းသွင်းသည့်အနေကျေးဇူးတင်ခံလို့ကျေးဇူးတုံ့ပြန်ခံလို့သော အနေအချင်းမပေးကောင်းပါမပေးဘဲနေပြန်ရင်လေတကားတကမများက ထိုယဟန်တော်တာမဏေများကို မုန်းတက်ကြပါသည်ထိုအမောင်းကိုမခံလို၍လည်းမပေကောင်းပါပေးလျင်ဝင်းဤပြစ်တင့်၍သီလပြတ်ပါသည်ပန်းနှင့်တစ်တီအနည်းငယ်ချွင်းချက်မိမိတို့ပန်းစင်ဖို့မိမိတို့သုံးဆွဲဖို့မဟုတ်ဘဲဖျားလှူရန်ဇေဒီပူဇော်ရန်ကပန်းနဲ့တတိများတောင်းကောင်းပါ၏ယဟန်တော်သာမဏေများ၏မေတော်ခမည်းတော်ဆွေမျိုးသားချင်းဖြစ်လျင် တောင်းကောင်းပါ၏ မိမိကမမမကျမ်းဖြစ်၍ဓာတ်စာဆေးအနေလိုအပ်သောအခါတန်ခိကတန်ငါပိုင်မဟုတ်ဘဲပုဂ္ဂလိကယဟန်တော်တာမဏိတပါးပိုင်တည်တည်ကို တောင်းကောင်းပါ၏မိမိမှာ ခရီးသွားရင်ရိတ်ခါပြတ်လတ်နေခဲ့လျင်လဲတောင်းကောင်းပါ၏အနှံငယ်ချွန်းချက်မိမိတို့သည်ယဟန်တော်တာမဏိများဤမဲတော်ခမဲတော်များဖြစ်လျင်၎င်းမဲတော်ခမဲတော်များကိုပြုစုလှုပ်ကျွေးနေသူဖြစ်လျင်၎င်း ရဟန်းတော်တမန်များထံဆေးတောင်းကောင်း၏မိမိသည်ရဟန်းတော်တမန်များ၏ကိစ္စကြီးငယ်ကို ဆောင်ရွက်နေရသောသူဖြစ်လျင်လည်းတောင်းကောင်း၏ရှင်လောင်းကျောင်းသားများလည်းတောင်းကောင်း၏ထို့ပြင်မိမိသည်ရဟန်းတော်တမန်များ၏အကိုညီအမနှမဒေါ်လေးဒေါ်ကြီးပါရွေးပါကြီးဦးလေးဦးကြီးအကြီးလေးအကြီးကြီးများဖြစ်ခဲ့လျင်လည်းဆေးတောင်းကောင်း၏ထမရဘာ မိမိသည်ဧည့်သည်ဖြစ်နေ၍စစ်ပွဲမှရှုံး၍ပြေးလာခဲ့သူဖြစ်၍ဆွေမျိုးများကအစွန့်ခံအပယ်ခံတကောင်ကျွက် ဖြစ်၍ခီးသွွားကြိုက်ဖြစ်၍မမမကျန်းသူလည်းဖြစ်ရာအခါ၌ကယဟန်သာမဏေများထံဆေးတောင်းကောင်းသည်။ကျောင်းသူလာလျင်ဖော်နှင့်လာရန်ဥပဒကတကားများအနေဖြင့် ဖုံးတော်ကြီးเจ้าများတို့လာရ၌အဖေါ်မပါတယောက်ထီးလာ၍တပါးသီးသာဖြစ်သောယဟန်တော်နှင့်အတူနေအတူတွေ့ဆုံတော်လဲယဟန်တော်များ၌ဝင်းနည်းပြစ်မသိမ့်ပါဥပဒကာမဒကာမများအနေဖြင့်မူတယောက်ထီးလာ၍တပါးသီးသာဖြစ်သောယဟန်တော်နှင့်အတူမတွေ့ဆုံကောင်းအတူထန်၍စကားပြောမှုစသည်ကိုမပြုကောင်းပါနေလျင်ပြောလျင်ယဟန်တော်မှာဝင်းနည်းပြစ်ရှိ၍အာဘတင်တတ်ပါသည် ဘုရားရှင်လက်ထက်အဖြစ်ပြက်ဘုရားရှင်တတ်တော်ထင်ရှားရှိတော်မူစဉ်ဖြစ်၏အရှင်ဥပနန္ဒအမည်ရှိယဟန်တော်သည်လူဝတ်ကြောင့်ဘဝတုန်းကတငယ်ချင်းဖြစ်သူအိမ်တို့ဆွမ်းခံကြွလာ၏အိမ်တို့ရောက်သောအခါအိမ်ရှင်မနှင့်နှစ်ယောက်ချင်းချင်းအကွဲအကားရှိသောကြောင့်မျက်စိ၏ကွယ်ရာဟုဆိုရသောနေရာ၌ထိုင်နေလေ၏ထို့သောနေပုံကိုအိမ်ရှင်ယောက်ျားကမကျေနပ်၍ကဲ့ရဲ့ရှုတ်ချလေသည် ထိုသတင်းစကားသည်ရဟန်းတော်များမှတဆင့်ဖျားရှင်တော်ထံသို့ရောက်လာ၏ထို့ကြောင့်ယောပန္နဘိက္ခုမာတုဂာမေနတတ်တေရဟောပရိသန်နေအာတနေနိသက်ဇံကပ္ပေယပါစိတ်တိယံအကျဉ်ယဟန်းသည်မာတုဂာမနှင့်အတူမျက်စိကွယ်ရာ၌အကွယ်အကားရှိသောနေရာဖြစ်လျင်အိမ်ဖြစ်စေကျောင်းဖြစ်စေအခြားတန်နေရာဖြစ်စေမြေသည့်နေရာ၌မဆို့ နှစ်ယောက်ချင်းနေထိုင်မှုကိုပြုအံထိုယဟန်မှာပါစိတ်မြည်သောဝိနည်းပြအာဘတ်သင့်စေဟုဝိနည်းသက္ခဘုတ်ဥပရေထုတ်တော်မူခဲ့သည်ထို့ကြောင့်မတုကာမများသည့်ကြောင်း၌ဖြစ်စေအခြားတနေရာ၌ဖြစ်စေရဟန်းတော်ထံလာမည်ဆိုလျင်အဖို့နှင့်လာသိမ်းကြပါသည်ဤသက္ခဘုတ်ဥပရေတော်အရာရဟန်းတော်ကမတုကာမရှိရာသို့သွားရောက်၍နှစ်ယောက်ချင်းနေထိုင်မှုသည်ဝိနည်းပြသင့်မှုအဓိကဖြစ်၏ ရဟန်းတော်နေမြဲနေရာ၌တရင်300တို့မတုကာမကလာရောက်နေထိုင်ုံများဖြင့်ကရဟန်းတော်များဝင်းဤဖြင့်မတင်သည်သို့တော်မိမိနေရာကြောင်းမှပင်ဖြစ်တော်လဲမတုကာမကလာရောက်နေထိုင်ရာသို့မိမိကနောက်မှတဏှာရာကြွနေရာမှလာ၍ထိုင်နေလျင်အာဘတ်တင့်တော်မည်သာဖြစ်၏ထို့ကြောင့်အဖော်နှင့်ကြောင်းတို့လာခြင်းသည်သာရဟန်းတော်မှမြည်သည့်နေနှင်းမျှဝင်းဤဖြင့်မတက်နိုင်သဖြင့်မတုကာမများအတွေ့ အကောင်းဆုံးအသင့်လျော်ဆုံးဖြစ်ပါသည်ဖြော်ရည်ကန့်လျင် အဖတ်မပါအောင်ဆစ်၍ကပ်ပါယဟန်တော်သားမဏေများမိမိတို့အိမ်သို့ကြွလာသောအခါဖြစ်စေသို့မဟုတ်မိမိတို့ကကျောင်းသို့သွား၍ဖြစ်စေထိုထိုကိစ္စကြီးငယ်အကြောင်းအားလျော်စွာ တကားတကမအများသည်ထိုယဟန်တော်သားမဏေများအားနေ့လယ်ပိုင်းညနေပိုင်းညပိုင်းများ၌ဖြောရင်များကတ်တတ်ကြပါသည်ထိုတို့ဖြောရင်ကတ်ရ၌ ဖတ်များမပအောင်တရိထား၍ကတ်ရပါသည်အဝတ်ပိုင်းပဝါပိုင်းများဖြင့်အဖတ်မပအောင်ဆစ်၍ကတ်ရပါသည် အထူးအားဖြင့်ရှောက်သည်ကပလာသည်နနတ်သည်တရသည်များကိုဖျော်ရည်ပြုတ်လို့ရ၌အဖတ်မပအောင်ဆစ်ရပါသည် ထိုအသည်များသည်နနတ်ပိုင်းအစာအာဟာရအနေအားဖြင့်စားသုံးကောင်းသောပစ္စည်းများဖြစ်နေခြင်းကြောင့် အဖတ်ပါနေပါကရင်းဖြော်ယူကိုယဟန်တော်သာမဏေများတောက်မိလျင်ဝီနီးပြစ်တင်ပါသည်ရင်းအဖတ်များကိုတောက်မိခြင်းသည်နက်နက်ပိုင်းသာစားကောင်းသောအစားအစာကိုမွန်လဝိုင်းစားမိသည်နှင့်အလားတူဖြစ်နေသောကြောင့်ပါသည်သာမယာသည်ကိုဖြော်၍လှုပ်၍ကတ်ရ၌ကအဖတ်ပါတော်လဲဝီနီးပြစ်မတင်ပါသမယာသည်မှာအရေးကိုသာအသုံးပြု၍အခေါ်အဖတ်များမှာစားဝယ်အာဟာရအနေဖြင့်မစားသုံးကြသည်ကများသောကြောင့်ဖြစ်၏ ထို့အပြင်ယင်းတံမြာသည်သည်ယဟန်တော်တာမဏေများဆေးအလို့ငါအချိန်မရွေးအခွန်အဖတ်အရေးအလုံးကို စားတုံးနိုင်သောဆေးပစ္စည်းဖြစ်သောကြောင့်လည်းအဖတ်ပါခြင်းဖြင့်ဝီနည်းဖြင့်မတင်ခြင်းဖြစ်ပါသည်။ကျောင်းတော်လာလျင်အဝတ်စားသရိထားရန်အချို့သောအမျိုးသားအမျိုးသမီးများသည်ကျောင်းတော်ဖျားသို့လာရ၌ပွဲလန်းသပင် သွားသောအခါဝတ်ဆင်နည်းမျိုးဖြင့်ဝတ်စားဆင်ပြင်၍လာရကြပါသည်။ ဘုရားရှင်လက်ထက်တုန်းကမျိုးသားအမျိုးသမီးများကြောင်းကံဖျားသွားရ၌ဝတ်စားသွားလာပုံကိုကြံ့ကံများ၌သူပါရုတ္တနိဝတ္တာကြောင်းကံဖျားနဲ့လိုက်လျောသောအဝတ်များကိုဝတ်ဆင်တပည့်စသည်ကိုလက်ကြော့တင်စပဲတင်ကြကုန်လျက်ကဏ္ဍမလာတိဟတ္တာနဒာပန်းစသည်ကိုလက်မှကင်ကြကုန်လျက်အာဂက်စန်တိကြောင်းကံဖျားသို့လာကြကုန်၏စသဖြင့်များစွာတွေ့ရပါသည် ထို့ကြောင့်အင်ဂျီလက်တိုအင်ဂျီအပါစားသောအဝတ်မျိုးများကိုမိုးဝဆင်မဲ၊ဘောင်းမီစားသောအဝတ်မျိုးများကိုမိုးဝဆင်မဲ၊ရိုးရိုးနှင့်ရင်ကျေးသောအဝတ်အစားများကိုသာဝတ်ဆင်၍လာတဲ့ကြပါသည်။ဤကုံ အင်းမြလောက်သောစကားအစဉ်ဖြင့်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးပုံမို့၍စင်ကြယ်စေလိုသောအမျိုးကောင်းသားအမျိုးကောင်းသမီးများတည်တည်သိထိုက်သောဝိနည်းဥပရေတော်လာအချို့သောအချက်လက်များကို အတော်အသင့်ပြည့်စုံအောင် တင်ပြအပ်ပါပြီ။မရှိတာထက်မသိခဲဟူရ၌မသိ၍အခက်မရှိကြရအောင်တတ်နိုင်သမျှရေးသားတင်ပြအပ်ပါပြီ။ထိုရေးသားတင်ပြအချက်တို့ကို သာသနာပြုကုသိုလ်ယူလိုသောစိတ်ထားဖြင့်လေးလေးစားစားကြည့်ရှုမှတ်သားလျက်သာသနာတော်ကိုတန်ရှင်းအောင် ပြုစုနိုင်ကြပါစေ။မိမိအတွက်လည်းသာသနာပြုပါရမီကုသိုလ်အထူးကို စီးပူးနိုင်ကြပါစေ။သာသနာပြုကုသိုလ်ကို စီးပူးရင်ဘာသာသာသနာအကျိုး၊တိုင်းပြည်နဲ့လူမျိုးအကျိုး၊ကမ္ဘာလောကအကျိုးကိုတည်ပိုးနိုင်သောအမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေကုန်သတည်း။ အရှင်ကုန်တလာဘိဝန္တမဟာကန္တာယုံတိုက်အမရပူရမြို့